စစ်သားကြီးကတရားကြုံတော့အဲ့ကဘွားလေးပေါ့ဘွားလေးပေါ့တရားတော့တွေ့တယ်အဲ့မှာဘွားလေးတော့သူဒီကောက်ခွဲဟောဟွာလို့ပေါ့မိမိတို့ကြီးကတရားကြုံဟိုဆစ်ဆယ်လောက်ပါကျွန်တော်တို့ကအဲ့နာဝင်လေကျွန်တော်တို့ကတက်တဲ့ကိုကြီးကျွန်တော်ကြောက်လို့မသိဘူးရုပ်ကိုကြည့်တယ်ကျွန်တော်ကကြာခုတဲ့ကိုကျွန်တော်ကလူချိုးစေကျွန်တော်ဟော main ကလေးတွေကြီးပဲလားလား main ကလေးတွေကြီးပဲ main ကလေးတွေအခုလမ်းမှာတွေ့ခဲ့တာလေဒါကျွန်တော်တို့နေတဲ့နေရာနားကနေပြီးတော့တက်သွားတာ ူဘက်ကတက်ပါဘယ်ဖွဲ့ကခေါ်ရလဲဟမ်ဘယ်ဖွဲ့ကခေါ်ရဘယ်လိုဆိုတူဝါဟိုဒီကုံရောက်ကောအဲ့လိုဝါရီဝါဟိုဝါရဟိုအဲ့ဒီစစ်တပ်တရားလောက်ရှိဘူးဒီကကျွန်တော်ကနားမလို့ဂျူနီပေါင်းနေလေလားဂျူနီပေါင်းနေစီဂျူနီပေါင်းနေလက်နဲ့တရောပါလားလက်နဲ့တရားအများကြီးတွေ့တွေ့လို့မယ်ကြားရတယ်လက်ပါလားပါတယ်အခုမှကြားရတယ်လို့ဟာဆိုတော့ပေါ့အဲ့မှာထန်းစင်ကြီးနဲ့သူကတွဲခေါ်တာဒီနဲ့နောက်ကျတော့ကုလိုရီပြောင်းတော့အဲ့ငါကာဒီကိုဆွဲတော့ကာပေါ်လေးတင်လိုက် ဲ့မှာမင်းကြီးတည်းနောက်ကရှိရှိတည်းနောက်နေရတယ်ပြီးတော့မင်းကြီးညှက်ခေါ်လာလူဆက်လို့ဆိုပြီးတော့ဖတ်တတ်တယ်ပေါ့ကျွန်တော်ဖတ်တတ်ပြီးသွားပြီးသွားပြီးသွားလာကျွန်တော်ကသာပဲဝင်တယ်အဲ့ဒါကျွန်တော်လည်းမြေဝင်လာနေတယ်ဒီကကြီးလာပြန်အဲ့မင်းလေးတွေကတော်တော့ပါပြောသွားလိမ့်မယ်ဘာမှပြောမလို့သူကဖတ်တတ်တယ်သူပြောခင်ကိုမရဘူးနောက်ကဒီပြောတတ်တယ်ကိုယ်တည်းဆွဲသွားပါဟုတ်ကဲ့တော့သူကလည်းဘာမှမဟုတ်ဘူးအဲ့လိုဆွဲသွားတယ် အဲအားလည်းကျွန်တော်တို့ကလည်းမနေဘူးတော့မနေဘူးတော့မနေဘူးနာနဲ့ဟိုဘွယ်လေးကိုကဲနေနေနေတော့ဘယ်လိုလုပ်ရအောင်ပြည်ပြည်ပြည်လာအမဒီနာလာပြီးတော့ခက်ပြင်းရအေးရတာ